မကြသေးမီနှစ်များတွင်တရုတ်နိုင်ငံရဲ့ကားစည်းကွက်ဟာပြင်းထန်တဲ့စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။စီးပွားရေးဟာနှေးကွေးလာနေပြီးကားကုမ္ပဏီတွေအကြပြိုင်ဆိုင်မှုဟာအလွန်ပြင်းထန်လာပါတယ်။သူတို့ရဲ့ဆင်သက်မှတ်ချက်တွေနဲ့ဈေးကွက်ဝေစုကိုမြင့်တင်ဖို့ကားထုတ်လုပ်သူအများပြားဟာပြင်းထန်တဲ့ဈေးနှုန်းစစ်ပွဲတွေကိုစတင်ခဲ့ကြပါတယ်။တချို့နေရာတွေမှာဒါဟာ3000ကီလိုမီတာ3မီကားများလို့ခေါ်တဲ့ထူးဆန်းတဲ့အရာတစ်ခုကိုဖြစ်ပေါ်စေခဲ့ပါတယ်။ BYD ယာဉ်ရာပေါင်းများစွာဟာ ကားအယောင်ကိုယ်စားလှယ်တစ်ခုမှရန်နာထားပါတယ်။ဒီကားတွေကိုရောင်းကိုယ်စားလှယ်တွေကရောင်းအားနံပါတ်တွေကိုမြှင့်တင်မှုအတွက်မှတ်ပုံတင်ပြီးနံပါတ်ပြားတက်ထားပြီးဖြစ်ပါတယ်။ဒါပေမဲ့ဒီကားတွေဟာတကယ်ဖောက်တဲ့ရစီရောင်းချမထားပါဘူး။ဒီကားအများစုဟာမောင်းနှင်ခံရမှုအနည်းငယ်သာရှိပြီးတချို့ကတော့0ကီလိုမီတာသာပြသနေသေးပါတယ်။ဒီကားတွေဟာ3မီတာကားတွေလို့ဆိုပေမဲ့အမှန်တကယ်တော့အသစ်ဆက်ဆက်ကားတွေဖြစ်ပါတယ်။ Great Wall Malta ရဲ့ဥက္ကဋ္ဌ Will Jian Jang က ကြသေးခင်ကစက်မှုလုပ်ငန်းတွင် ဖုံးကွယ်ထားတဲ့စီးမျက်နှာခုကိုထုတ်ဖော်ခဲ့ပါတယ်။သူကတရုတ်နိုင်ငံမှာသုံးမီးသား platform တွေနဲ့အယောင်းကိုယ်စားလှယ်ထောင်ပေါင်းများပါဟာရောင်းအား data တွေကိုအတုလုပ်နေတယ်လို့တန်တရားရှိတယ်လို့ထောက်ပြခဲ့ပါတယ်။သူရဲ့မှတ်ချက်တွေဟာစက်မှုလုပ်ငန်းတွင်အုပ်အော်တောင်းနေဖြစ်စေခဲ့ပါတယ်။မေလ22ရက်နေ့မှာ WGN ဂျန်က Sina Finance နဲ့အင်တာဗျူးတစ်ခုမှာလျှက်စက်ကားတွေဟာငွေများကြီးဆုံးရှုံးနေတယ်လို့ဆိုပါတယ်။ ိတာထင်ရှားတဲ့စီးပွားရေးပုံစံတစ်ခုကိုဖွဲ့စည်းဖို့နီးလမ်းမရှိပါဘူး။ရင်းနှီးမြှုပ်နှံသူတွေဟာသူတို့ရဲ့မျက်စွန်းတွေကိုရရှိပြီးဖြစ်ပြီးအစောပိုင်းရင်းနှီးမြှုပ်နှံသူတို့ကသူတို့ရဲ့ share တွေကိုရောင်းထုတ်ခဲ့ပြီးဖြစ်တယ်လို့ဆိုပါရယ်။ဒါကြောင့်အနာဂတ်အတွက်လူတိုင်းဟာဆုံးရှုံးမှုနဲ့ရောင်းချနေရဆဲဖြစ်ပါရယ်။ဝေဂျန်ဂျန်ကဇိန်းနှုံးစစ်ပွဲဟာကားထုတ်လုပ်သူတွေကိုအရေးသွေးလျှော့ချဖို့တွန်းအားပေးခဲ့တယ်လို့ထောက်ပြခဲ့ပါရယ်။အဆုံးမှာညံဖြင်းတဲ့ရေသွေးကြောင့်ခံစားရတာက စားသုံးသူတွေဖြစ်ပါရယ်။ ထုတ်လုပ်သူတွေဟာဘေးကင်းမှုအကြမ်းခံမှုနဲ့ယုံကြည်စိတ်ချရမှုတွေမှာကုန်ကြရက်တွေကိုရှော့ချနေတယ်လို့သူကရှင်းပြခဲ့ပါတယ်။တချို့မော်ဒယ်တွေဟာယွမ်း2300ကျော်နဲ့ရောင်းချခဲ့ပေမဲ့အခုတော့ယွမ်း3200ကျော်နဲ့ပဲရောင်းလိုက်ပါတယ်။ဈေးနှုန်းယွမ်း3000ကျဆင်းသွားပြီးအတူတူရေသွေးကိုအာမခံနိုင်တဲ့ထုတ်ကုန်မျိုးကဘာလဲလို့သူကမေးခဲ့ပါတယ်။ဒါကတတ်တာတဲ့ဈေးနဲ့ရတယ်လို့ထင်နေတဲ့ဝယ်သူတွေဟာအရေးသွေးနဲ့ပတ်သက်တဲ့ပြင်းထန်တဲ့အန္တရာယ်တွေကိုရင်ဆိုင်ရပါတယ်။ 3000ကီလိုမီတာ3မီကားတွေကိုရောင်းပြီးတလို့မှတ်ပုံတင်ထားပေမဲ့နောက်ပိုင်းမှာဒုတိယ platform တွေပေါ်မှာထပ်ပေါ်လာပါတယ်။ online platform တွေမှာဒီကားတွေကိုရောင်းချနေတဲ့ရောင်းသူထောင်ပေါင်းများစွာရှိပါတယ်။ဒီကားတွေဟာတကယ်ဝယ်သူတွေစီဘယ်တော့မှပို့ဆောင်မထားပါဘူး။အယောင်ကိုယ်တော်လေးတွေကဒီကားတွေကိုသုံးပြီးဈေးကွက်ထဲလွှဲပြောင်းပြီးအစ်စ်လိုလိုထပ်ရောင်းချပါတယ်။ဒါပေမဲ့ဒီကားတွေရဲ့ဈေးနှုန်းဟာအစ်စ်ဆက်ဆက် model တွေထက်20ကနေ30ရာခိုင်နှုန်းတက်တာပါတယ်။ ဒါဟာအာမခံအကျုံးဝင်မှုကိုလည်းထိခိုက်စေနိုင်ပါတယ်။ဒီလိုဖြစ်စေတဲ့အကြောင်းတစ်ခုကတော့ရောင်းအား data တွေကိုပိုကောင်းအောင်ပြသဖို့ဖြစ်ပါတယ်။ဒါဟာကုမ္ပဏီတွေကိုအစိုးရထံကထောက်ပံ့ကြေးပုံမရရှိအောင်ကူညီပေးတယ်လို့ဆိုပါတယ်။ဒါအပြင်ဒီကားတွေကိုသုံးမီကားတွေဖြစ်ရောင်းချတာကကုမ္ပဏီတွေကို ပို့ကုန်လုပ်ပြီးအခွန်လျှော့ပေးမှုတွေရယူနိုင်စေပါတယ်။ရောင်းအားတွေကကောင်းမွန်နေမယ်ဆိုရင်ဈေးနှုန်းလန်သူတွေဟာပျော်ရွှင်ကြပြီးရှယ်ယာဈေးနှုန်းတွေဟာခိုင်မာနေကြ ကုမ္ပဏီအနေနဲ့ထုတ်လုပ်မှုတိုးမြင့်ဖို့အကြောင်းပြချက်ထုတ်နိုင်ပါတယ်။ဒါဟာကြီးမားတဲ့တူလောင်ကုန်ဖိအားတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။ဝေဂျီယန်ဂျန်ဟာစက်မှုလုပ်ငန်းတွင်ရိုးသားစွာပြောဆိုတတ်သူဖြစ်လူသိများပါတယ်။ Senna Finance နဲ့သူ့ရဲ့ဆွေးနွေးမှုမှာသူဟာ300ကီလိုမီတာသုံးပြီးကားဆိုတဲ့အကွက်ကိုမဖုံးကွယ်ပဲထုတ်ဖော်ပြောဆိုခဲ့ပြီးဒါဟာတရုတ်နိုင်ငံရဲ့ကားလုပ်ငန်းတစ်ခုလုံးမှာထိတ်လန့်ပွဲလှိုင်းကြီးရက်တွေဖြစ်ပေါ်စေခဲ့ပါတယ်။ မေလ28ရက်နေ့မှာတရုတ်နိုင်ငံရဲ့ကူးတန်းရောင်းဝယ်ရေးဝင်ကြီးဌာနကအရေးပေါ်လျှို့ဝှက်စည်းဝေးတစ်ခုကျင်းပခဲ့ပါတယ်။သူတို့ကထိတ်တန်းဆက်မှုလုပ်ငန်းအဖွဲ့အစည်းတွေ၊ဤပညာသုတေသနဌာနတွေ၊ Dolphin နဲ့ BYD လိုကားထုတ်လုပ်သူတွေ၊ Gauzy လိုဒုတိယကားပလက်ဖောင်းတွေနဲ့ Doyam Group လိုမီဒီယာကုမ္ပဏီတွေကကိုယ်စားလှယ်တွေကိုခေါ်ယူခဲ့ပါတယ်။ Riders ရဲ့ပေါ်ပြချက်အရဒီအစည်းအဝေးနဲ့ပတ်သက်ပြီးတိုက်ရိုက်သိရှိသူတို့ကဝင်ကြီးဌာနဟာဒီကုမ္ပဏီတွေနဲ့တွေ့ဆုံပြီး အသုံးမပြုရသေးတဲ့ use carry ရဲ့ရောင်းအားကို မြင့်တင်ဖို့နီလန်တွေကိုဆွေးနွေးနေတယ်လို့ပြောခဲ့ပါတယ်။ဒီအစည်းအဝေးဟာလှည့်ဝတ်ထားတာဖြစ်တဲ့အတွက်ထို့သူကအမည်မဖော်လိုဘူးလို့ဆိုပါတယ်။အစည်းအဝေးပြီးနောက်မှာ BYD နဲ့ Leap Motor လို့တရုတ်ကားထုတ်လုပ်သူတွေရဲ့ share ဈေးနှုန်းတွေဟာထပ်မံကျဆင်းသွားပြီးနှစ်ခုစလုံး3.1%ခန့်ကျဆင်းခဲ့ပါတယ်။ဟောင်ကောင်မှာရှိတဲ့ Hang Seng Auto Index ဟာလည်း200ခန့်ကျဆင်းသွားပါတယ်။ ရုတ်နိုင်ငံရဲ့ကားစီးကွက်ဟာမကြသေးခင်နှစ်တွေတွင်လှိမ်မြန်စွာကြီးထွားလာခဲ့ပေမဲ့နောက်ကွယ်မှာနက်ဆိုင်တဲ့အကျက်တဲတစ်ခုရှိနေပါတယ်။ပြိုင်ဆိုင်မှုပိုပြင်းထန်လာတာနဲ့မျှကားထုတ်လုပ်သူတွေဟာဈေးကွက်ဝေစုအတွက် ရှင်းပြိုင်နေကြပြီးတိုးလောင်ကုန်တွေကိုရှင်းထုတ်ဖို့ကြိုးစားနေကြတယ်လို့ဆိုပါတယ်။300ကီလိုမီတာ used ကားပြဿနာပြင်အခုတော့ကားတွေကိုအရှုံးနဲ့ရောင်းချတဲ့လမ်းကြောင်းတစ်ခုပေါ်ထွက်လာပါတယ်။ဈေးကြီးပေးဝယ်ပြီးဈေးသက်သာရောင်းတာဟာပိုရောင်းလေလေပိုဆုံးရှုံးလေလေဖြစ်နေပါတယ်။ အခြေအနေဟာရန်ဆိုးရွားလာတာကြောင့်ထွက်ပေါက်မရှိတော့ပါဘူးအမည်မဖော်လိုတဲ့ပြည်ရင်းကားကုမ္ပဏီတစ်ခုရဲ့အကြီးအကဲအမှုဆောင်တဦးကို G-Sky ကိုပြောခဲ့တာက ထုတ်လုပ်သူတွေဟာရောင်းကိုယ်တယ်တွေကိုသူတို့တကယ်ရောင်းနိုင်တာထက်ပိုများတဲ့တူလောင်ကုန်တွေကိုလက်ခံဖို့ဖိအားပေးနေတယ်လို့ဆိုပါတယ်သူတို့ဟာရောင်းအားလျှော့ဈေးတွေနဲ့ငွေကြေးထောက်ပံ့မှုတွေလိုစီးပွားရေးမက်လုံးတွေကိုအသုံးပြုပြီးအရောင်းကိုယ်တယ်တွေကိုသူတို့လိုအပ်တာထက်ပိုများတဲ့ကားတွေဝယ်ယူဖို့တွန်းအားပေးနေပါတယ်ဥပမာအရောင်းကိုယ်တယ်တူဟာ တလကိုကားအစီးရေ150ပဲလိုအပ်ပေမဲ့ဆက်ယုံကသူတို့ကိုအစီးရေ200ဒါမှမဟုတ်ဒီထက်ပိုဝယ်ဖို့တွန်းအားပေးနိုင်ပါတယ်။ရလဲအနေနဲ့ရောင်းကိုယ်တလဲတွေဟာရောင်းမထွက်တဲ့တူလောင်ကုန်အများပြားနဲ့ပိတ်မိနေကြပါတယ်။ဈေးကြီးပေးဝယ်ပြီးဈေးသက်သာရောင်းရတာဟာပုံမှန်ဖြစ်လာပါတယ်။အယောင်းကိုယ်တလဲတွေကုန်ပစ္စည်းပေးသင့်သူတွေနဲ့တာမန်စားသုံးသူတွေဟာအားလုံးဗန္ဒာရေးဆိုင်ရာနှက်ဆိုင်တဲ့ပြဿနာတွေကိုဆွဲခေါ်ခံနေရပါတယ်။တူလောင်ကုန်တွေပုံထက်လာနေပြီးအမျက်အစုံးတွေကျုံလာကား ငွေပေးချိန်မှုတွေပြန်လည်ရယူဖို့ပို့ခတ်ခဲလာပါတယ်။ဒါကြောင့်ကောင်းကားရောင်းကိုယ်စားလှယ်တွေအများပြားပိတ်သိမ်းနေရတာဖြစ်ပါတယ်။300ကီလိုမီတာ used car တွေဈေးကွက်ထဲရောက်လာတဲ့အခါဝယ်သူတွေဟာသူတို့ရဲ့ကားအစ်တွေရဲ့တန်ဖိုးဟာဝယ်ယူပြီးပြီးချင်းတိတိတသားကျဆင်းသွားတာကိုမကြာခဏကြုံရပါတယ်။ပြဿနာတွေပေါ်ပေါက်လာတဲ့အခါဘသူကားပြုပြင်မှုအတွက်တာဝန်ယူရမလဲဆိုတာမရှင်းလင်းပါဘူး။စားသုံးသူအများပြားဟာအကူအညီရယူဖို့နေရာမရှိပါဘူး။ ဒါဟာစီးပွားရေးပြိုင်ဆိုင်မှုတစ်ခုလည်းမဟုတ်ပါဘူး။ဒါဟာဆက်မှုလုပ်ငန်းတစ်ခုလုံးရဲ့နှိမ့်ကွေးပြီးပျက်စီးနိုင်တဲ့ပြိုလဲမှုတစ်ခုဖြစ်ပါတယ်။အထိတ်တလန့်ဖြစ်စရာအပိုင်းကတော့ဒါဟာအတူအောင်ရောင်းအားတွေအစိုးရထောက်ပံ့ကြေးတွေနဲ့အကျွေးမြင့်မာတဲ့ငွေကြေးထောက်ပံ့မှုတွေပေါ်မှာတိဆောက်ထားတဲ့အေယာမဘူပေါင်းတစ်ခုလို့ထင်ရပါတယ်။ဒီဘူပေါင်းပေါက်ကွဲသွားတဲ့အခါတာမန်လူတွေဟာဒုက္ခခံစားရမဲ့သူတွေဖြစ်ပါတယ်။လူငယ်တွေဟာသူတို့ဝယ်ထားတဲ့ကားသစ်တွေအတွက်ချင်းငွေတွေဆက်လက်ပေးဆက်နေရသေးဖြစ်ပြီး သူတို့ဟာအသေးဆက်ဆက်ရင်တွေဝယ်ယူထားတယ်လို့ထင်နေကြပါတယ်။အယောင်ကိုယ်စားလှယ်လုပ်သမားတွေဟာအလုပ်တွေဆုံးရှုံးနေရပြီး ကားပိုပစ္စည်းဆက်ယုံတွေဟာငွေပေးချေမှုမရဘဲကြံရင့်နေပါတယ်။သူတို့အားလုံးဟာဒီတရားဝင်လိမ်လည်မှုရဲ့သားကောင်တွေဖြစ်လာကြပါတယ်။ဒီအချက်တည်းဟာ BYD တခုတည်းနဲ့ပဲဆိုင်တာမဟုတ်ပါဘူး။ဒါဟာတရုတ်နိုင်ငံရဲ့ထုတ်လုပ်မှုလုပ်ငန်းမှာယုံကြည်မှုပြိုကွဲမှုရဲ့ပိုနဲ့ဆိုင်တဲ့ပြဿနာတစ်ခုကိုညွှန်ပြနေပါတယ်။အင်တာဗျူးမှာဝေဂျန်ဂျန်က ဒီအချက်တဲဟာတရုတ်နိုင်ငံရဲ့ကားတွေကိုပြည်ပနိုင်ငံတွေမှာမြှင့်တင်ရမှာထိခိုက်စေနိုင်တယ်လို့စိုးရိမ်မှုကိုဖော်ပြခဲ့ပါတယ်။သူဟာဒီသမာရိပြဿနာတွေကိုတရုတ်အမှတ်တရစိတ်တွေရဲ့ကမ္ဘာလုံးဆိုင်ရာပုံရိပ်ကိုထိခိုက်စေနိုင်မလားလို့စိုးရိမ်နေပါတယ်။ကားဝေဖန်သူတချို့ကဝီဂျန်ဂျန်ကို ထောက်ခံပြီး သူဟာဆက်မှုလုပ်ငန်းတွင်အမှန်တရားကိုပြောဆိုဖို့ရဲဝင်သူအနေငယ်တွေကတအူးဖြစ်ပြီးအတူရောင်သားရမှုကိုဖော်ထုတ်နေသူဖြစ်တယ်လို့ဆိုပါတယ်။ဝီဂျန်ဂျန်က ကားလုပ်ငန်းမှာ Evergrande အခိုက်အတန့်တစ်ခုကိုမြင်တွေ့နေပြီလို့ဆိုပါတယ်။တချို့လူတွေက သူဟာချက်ကားပြောနေတယ်လို့ထင်ကြပါတယ်။ပထမအချက်အနေနဲ့ Evergrande ဟာအကျွေးမြင့်မားမှုနဲ့ငွေသားစည်းစိမ်မှုပိုဆိုးလာနေတဲ့ချိန်မှာအကျွေးမြင့်မားမှုကိုအားကိုးခဲ့ပါတယ်။ဒုတိယအချက်အနေနဲ့အခြားဈေးကွက်ထဲကိုချဲ့ထွင်ပြီးရောင်းအား data တွေကိုအတုလုပ်ခဲ့ပါတယ်။တတိယအချက်အနေနဲ့ထိတ်တန့်မှုဆောင်တွေဟာတန်တရားဖြစ်ဖွယ်မြင့်မားတဲ့လစာတွေရရှိခဲ့ပြီးအကျိုးခံစား권တွေကိုလွှဲပြောင်းပေးခဲ့ပါတယ်။ စတုထအချက်အနေနဲ့ပေးသွင်းသူတွေကိုငွေပေးချေဖို့အာမခံစာချုပ်တွေအသုံးပြုခဲ့ပြီးဒီပေးသွင်းသူတွေကငွေကြေးပြတ်လတ်သွားစေခဲ့ပါတယ်။ပြင်စမားအချက်အနေနဲ့ပြင်ပစီစစ်မှုတွေရင်ဆိုင်ရပြီးနောက် Evergrande ဟာပြိုလဲဖို့မဖြစ်နိုင်လောက်အောင် ကြီးမားလွန်းတဲ့ဆိုတဲ့အယူအဆကိုဖြန့်ခဲ့ပါတယ်။အခုဒီအချက်တွေအားလုံးကို ပြောကြပြီးနောက် Wiljian Chan ပြောခဲ့တာတွေကိုထပ်စင်းစားကြည့်ပါလို့ဆိုပါတယ်။ဒီအရာတွေဟာကားလုပ်ငန်းမှာဖြစ်ပွားနေပြီးပြိုလဲမှုဟာမဖြစ်ပွားသေးတာပဲရှိပါတော့တယ်။ ဝေကျန်ချန်ဟာအမြဲတမ်းတရားမျှတပြီးစီကံရှိတဲ့ပြိုင်ဆိုင်မှုကိုတောင်းဆိုခဲ့ပါတယ်။သူဟာကုန်ကြစရိတ်ဖြတ်တောက်မှုဒါမှမဟုတ်အရေးသွေးနှိမ်ထုတ်ကုန်တွေကိုမဖြစ်သင့်ဘူးလို့ဆိုပါတယ်။တရုတ်နိုင်ငံရဲ့ကားလုပ်ငန်းရဲ့ရေရှည်အောင်မြင်မှုတွေတိုက်ပွဲဝင်နေပါတယ်။စက်မှုလုပ်ငန်းဟာယခုအခါလုံးဝရှုပ်ထွေးနေပါတယ်။ကားထုတ်လုပ်သူများပြားဟာဈေးနှုန်းလျှော့ချဖို့အရေးသွေးလျှော့ကြနေပြီးကုန်ကြစရိတ်တက်တာကိုပေးသွင်းသူတွေကိုဖိအားပေးနေကြပါတယ်။ ရောင်းအားကိုလိုက်ဖို့စည်ရင်းတွေကိုအတုလုံနေကြပါတယ်။ဝေဂျီယန်ဂျန်ဟာထုတ်ဖော်ပြောဆိုတာက လူတွေကို စိတ်ဆိုးစေမယ်ဆိုတာတေချာပေါက်သိခဲ့တယ်လို့ဆိုပါတယ်။သူဟာအွန်လိုင်းမှာဝေဖန်မှုတွေအများကြီးတောင်ရရှိနေပါတယ်။စိတ်ဝင်စားစရာကတော့လွန်ခဲ့တဲ့ရက်နိုင်ငံတွင်းမှာ BYD ရဲ့ပြည်သူဆက်ဆံရေးဌာနအကြီးအကဲ Louis Fay က Wi-Fi ပေါ်မှာမကြသေးခင်ကဝေဖန်မှုတွေကိုတယ်ဝိုက်ဖြေကြားတဲ့ပုံကစာတူနှစ်ခုတင်ခဲ့ပါတယ်။ပထမ post မှာသူကခွေးသုံးကောင်ရဲ့ဓာတ်ပုံတွေကိုမျှဝေပြီး ခွေးတွေကလူတွေကိုကိုက်နိုင်ပေမဲ့လူတွေကခွေးတွေကိုမကိုက်နိုင်ဘူးလို့ရေးခဲ့ပါတယ်။ဒုတိယ post မှာသူက Candle in the Tomb ဆိုတဲ့ရုပ်ရှင် poster တစ်ခုနဲ့ Jungle the Demon Slayer ရဲ့ပုံတပုံကိုမျှဝေပြီးရိုးရှင်းစွာ Candle in the Tomb လို့ပဲရေးခဲ့ပါတယ်။ Refi က Refi ရဲ့ post တွေဟာမရေရာပေမဲ့သူတို့ဟာလင်းမြန်စွာအာယုံဆိုင်မှုရရှိခဲ့ပြီးခေတ်စားတဲ့စင်ရင်တဲ့တောင်ရောက်သွားခဲ့ပါတယ်။ online ပေါ်ကလူတချို့က refi ဟာ ဝေဂျန်ဂျန်ရဲ့မှတ်ချက်တွေကိုခွေးဟောင်တန်တွေလို့ခေါ်ဆိုနေတယ်လို့ထင်ကြေးပေးခဲ့ကြပြီးသူ့ရဲ့ post တွေကသူကိုယ်တိုင်ပြစ်မှတ်ထားခံရတယ်လို့ခံစားရတယ်ဆိုတာကိုအတည်ပြုပုံပေါ်ပါတယ်။ဒါဟာဆွဆွဲသူမလို့ပဲအပြစ်ရှိတဲ့စိတ်ကြောင့်ဖြစ်ပေါ်လာတဲ့ကံတဝင်ဥပမာတစ်ခုဖြစ်ပါတယ်။ဝေဂျန်ဂျန်ရဲ့မှတ်ချက်တွေဟာမေလ26ရက်နေ့မှာဟောင်ကောင်ရှယ်ယာဈေးကွက်ကိုတုံ့လှုပ်စေခဲ့ပါတယ်။ကားရှယ်ယာတွေဟာတစ်ခုလုံးတိတိတသာကျဆင်းသွားခဲ့ပြီးဂီလီက900ခိုင်နှုန်း BYD က8.9ခိုင်နှုန်း Leap Motor က8.8ခိုင်နှုန်းနဲ့ Great Wall Motor က9.2ခိုင်နှုန်းကျဆင်းခဲ့ပါတယ်။ဒါက WGNJAN ရဲ့ကားလုပ်ငန်းပူပေါင်းအကြောင်းသတိပေးချက်ဟာလူတွေရဲ့အာရုံကို ထိခိုက်စေခဲ့တယ်ဆိုတာကိုပြသနေပါတယ်။ WGNJAN ရဲ့သတိပေးချက်ဟာကြောက်ရွံ့မှုကိုဖန်တီးတာမဟုတ်ပဲစက်မှုလုပ်ငန်းပူပေါင်းကိုရှင်းလင်းစွာကြည့်ရှုတဲ့အမြင်တစ်ခုဖြစ်နေတယ်လို့ဆိုပါတယ်။တရုတ်နိုင်ငံရဲ့ထွန်းကားနေရတဲ့လျှက်စစ်ကားစည်းကွက်ဟာ ဖုံးကွယ်ထားတဲ့ annuary နဲ့ပြည့်နှက်နေပြီးအချိန်ကြိုက်ဘုံတစ်လုံးလိုဖြစ်နေပါတယ်။ data တွေရ2025ခုနှစ်ပထမ3လပတ်မှာ BYD ရဲ့ဝင်ငွေဟာ Tesla ကိုကျော်တက်သွားပြီးစံချိန်တင်အတရင်အမြတ်6.15ဘီလီယံယွမ်ရရှိခဲ့ပါတယ်။ Geely နဲ့ Great Wall Motor တို့ကလည်းအမြတ်အစွန်းတွေဖော်ပြခဲ့ပါတယ်။ကားထုတ်လုပ်သူအများစုရဲ့အကျွေးအချိုးအစားဟာ60ရာခိုင်နှုန်းနဲ့80ရာခိုင်နှုန်းကြားမှာရှိပြီးတခုတည်းသာ90ရာခိုင်နှုန်းကျော်နေပေမဲ့အကျွေးပေးဆက်မှုမပြတ်လည်သေးပါဘူး။ ကားလုပ်ငန်းရဲ့အတိုးဖြည့်အကျွေးဟာ20ရာခိုင်နှုန်းအောက်မှာရှိနေပြီးအိမ်ချမ်းမြေကဏ္ဍထံများစွာပိုကောင်းပါတယ်။ပိုနီးကစွာကြည့်မယ်ဆိုရင် ပြဿနာတချို့ကိုတွေ့ရပါတယ်။ပထမအချက်အနေနဲ့ဒီစရင်ကဏ္ဍတွေအများစုဟာပြည်ပချဲ့တွင်မှုရဲ့တကယ့်ကုန်ကြစိတ်ကိုဖယ်ထုတ်ထားပါတယ်။ပြည်ပနိုင်ငံတွေမှာစက်ရုံတွေတိဆောက်တာနဲ့တရုတ်မှတ်တစိတ်တွေကိုနိုင်ငံခြားဈေးကွက်တွေစီတွန်းပို့တာတွေဟာအန္တရာယ်များတဲ့ရင်းနှီးမြှုပ်နှံမှုတွေဖြစ်ပြီးမကြာခဏဘန်နာရေးစရင်စရာတွေမပါဝင်ဘူးလို့ပြောပါရတယ်။ ိုဆိုးရင်ကြာကောင်းတာကအမျက်အစွန်းတွေရဲ့အရေးသွေးဖြစ်တယ်လို့ပြောပါသေးတယ်။စင်ဟွာတက္ကသိုလ်ရဲ့ကားသုတေသနဌာနရဲ့အဆိုအရတရုတ်နိုင်ငံရဲ့လျှက်စစ်ကားတွေရဲ့ပြင်းပြအတင်အမျက်ခွန်ဟာ၁၀ရာခိုင်နှုန်းအောက်မှာရှိပါတယ်။စံကျင်ဘက်အနေနဲ့ Toyota ကတည်ငြိမ်တဲ့၂၀ရာခိုင်နှုန်းအမျက်ခွန်ကိုထိန်းသိမ်းထားပြီး Tesla ရဲ့အမျက်ခွန်က၂၅ရာခိုင်နှုန်းကျော်ရှိပါတယ်။ဒါကတရုတ်ကားထုတ်လုပ်သူတွေဟာဂိမ်းထဲမှာဆက်ရှိနေဖို့အရာအလုံးကိုလောင်းကစားကနေရတယ်လို့ပြောပါတယ်။ BYD ရဲ့ပထမ3လပတ်မှာအမြတ်ငွေ6.1ဘီလီယံယွမ်ဟာပေးသွင်းသူတွေကိုဖိအားပေးတာ ထောက်ပံ့ကြေးတွေယူတာနဲ့ပို့ကုန်တွေကို ပြင်းထန်စွာတွန်းအားပေးတာတွေနဲ့ရရှိခဲ့တာဖြစ်တယ်လို့ပြောပါရယ်ပြည်တွင်းမှာဈေးနှုန်းလျှော့ချမှု ထောက်ပံ့ကြေးတွေရဖို့အပြိုင်ဆိုင်လုပ်တာနဲ့ရန်ပုံငွေရှောက်ဖွေတာတွေဟာဆက်လက်ပြင်းထန်နေဆဲဖြစ်ပါရယ်ဒါပေမဲ့ပြည်ပနိုင်ငံတွေမှာအခြေအနေဟာပိုဆိုးလာနေပါရယ်ထိုင်းဘရာဇီးနဲ့ဟန်ဂရီလိုနိုင်ငံတွေမှာ တရုတ်ကားထုတ်လုပ်သူတွေဟာအခက်ခဲတွေရင်ဆိုင်နေရပြီလို့ပြောပါတယ်။ဒါကစက်မှုလုပ်ငန်းဟာနိုင်ငံရေးအခြေအနေပြောင်းလဲမှုတွေနဲ့နိုင်ငံခြားထောက်ပံ့ရေးမူဝါဒတွေပြောင်းလဲမှုတွေပေါ်ဘလောက်ထိထိခိုက်လွယ်တယ်ဆိုတာကိုပြသနေပါတယ်။အဲ့ဒီပြောင်းလဲမှုတွေဟာအခုဆိုရင် ဖြစ်ပွားနေပြီဖြစ်ပါတယ်။2024ခုနှစ်မှာဥရောပသမဂ္ဂကတရုတ်လျက်စက်ကားတွေပေါ်ထောက်ပံ့ရေးစန့်ကျင်ရေးစုံစမ်းစစ်ဆေးမှုတစ်ခုစတင်ခဲ့ပါတယ်။ဂျာမနီပြင်သစ်နဲ့အီတလီတို့ကပူးပေါင်းပြီးအခွန်အသွက်တွေချမှတ်ဖို့တွန်းအားပေးခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုကတရုတ်လျက်စစ်ကားတွေပေါ်အခွန်ကိုတရားရာဂိုင်းလုံးကြော်တီမြင့်တင်ခဲ့ပါသေးတယ်။အိန္ဒိယကတော့တရုတ်နိုင်ငံထုတ်ကားတွေတင်သွင်းမှုကိုလုံးဝပိတ်ပင်ခဲ့ကာတရုတ်မော်တော်ယာဉ်ထုတ်လုပ်သူများအသင်းရဲ့အဆိုအရ2024ခုနှစ်မှာတရုတ်နိုင်ငံကလျက်စစ်ကား6တန်းကျော်တင်ပို့ခဲ့ပေမဲ့35ရာဂိုင်းလုံးကျော်ဟာအမြန်နေပြီးတတ်မှတ်ချက်နိုင်တဲ့ platform ရင်တွေဖြစ်နေပါဗျ။တင်ပို့ဈေးကွက်တွေရဲ့60ရာဂိုင်းလုံးခန့်ကအခွန်လုံးဝမယူဘဲထောက်ပံ့ခြင်းမြင့်မားစွာပေးအပ်ခဲ့ကြပါဗျ။ မြူးနစ်ကားပြပွဲမှာ BYD က၎င်းရဲ့ Han EV ရဲ့ဈေးနှုန်းကို20ရာခိုင်နှုန်းရှော့ချခဲ့ပြီးအမျက်ကိုတဝက်ရှော့ချခဲ့ပါတယ်။နိုင်ငံသားဖောက်တဲ့တချို့အံအားတင်သွားခဲ့ပြီးသူတို့ဟာယွမ်တသိန်းခွဲနဲ့ကားဝယ်ခဲ့ပြီး6လကြာမှယွမ်တသိန်းပြန်ဖို့ပဲရှိပါတော့တယ်။အခုဆိုရင်ဥရောပနဲ့ American ပြည်ထောင်စုကတရုတ်လျှက်စစ်ကားတွေကိုတင်းကျပ်စွာကင်တွင်နေတာကြောင့်တင်ပို့ဈေးကွက်တွေပိတ်ဆို့လာပြီးထောက်ပံ့ကြေးတွေတင်းကျပ်လာကဘန်နာရေးရင်းနှီးမြှုပ်နှံမှုတွေလည်းစုပ်ခွာနေပါတယ်။ ် BYD လိုကုမ္ပဏီတွေအတွက်ပြပအိမ်မက်ဟာပြိုလဲနေပါတယ်။တရုတ်နိုင်ငံရဲ့ကားထုတ်လုပ်မှုရဲ့ရွှေခေတ်ဟာအဆုံးသတ်လာနေခဲ့ပြီးဒါဟာဝေဂျီယန်ဂျန်က300ကီလိုမီတာ3မီကားများလို့ခေါ်တဲ့အတိတ်ပဲမရှိတဲ့တကယ့်အဖြစ်မှန်ဖြစ်ပါတယ်။သူကအမျက်မရှိပဲဘယ်စီးပွားရေးလုပ်ငန်းမှရှင်းတန်းနိုင်မှာမဟုတ်ဘူးလို့ထောက်ပြခဲ့ပါတယ်။အင်တာနက်ကုမ္ပဏီတွေအိမ်ချမ်းမြေပညာရေးအလှကုန်ဆေးပညာတွေဟာရင်းနှီးမြှုပ်နှံမှုတွေနဲ့ထွန်းကားလာပြီးလူတိုင်းကိုဆွဲဆောင်ခဲ့ပြီးနောက်ပြိုလဲသွားတာက ရှုပ်ထွေးမှုတွေကိုသာခြံထားခဲ့ပါတယ်။အခုတော့ကားလုပ်ငန်းဟာဒီအမှားတွေကိုထပ်ခါတလဲလဲလုပ်နေပါတယ်။ဈေးကွက်ဝေစုရယူဖို့ကားထုတ်လုပ်သူတွေဟာဈေးနှုန်းတွေလျှော့ချနေကြပြီးဒါကပေးသွင်းသူတွေကိုကန့်တတ်ချက်ထိအောင်ဖိအားပေးနေပါတယ်။ပေးသွင်းသူတချို့ဟာငွေပေးချေမှုရဖို့တစ်နှစ်ကျော်စောင့်ဆိုင်းနေရပါတယ်။တချို့ကတော့ဈေးနှုန်းကို30ရာခိုင်နှုန်းလျှော့ချဖို့ပြောခံရပါတယ်။ဝေဂျီယန်ဂျန်ကကားတစ်စီးရဲ့ဈေးနှုန်းကိုရွှေ2300ကနေ3300အထိလျှော့ချပြီး အရေးသွေးစံချိန်စံညွှန်းတွေပြည့်မိတယ်လို့ဆက်လက်ပြောဆိုတာဟာဖောက်တယ်တွေကိုလှည့်စားနေတာပဲဖြစ်ပါတယ်။လူတွေကသူတို့ဟာတတ်တာတဲ့ဈေးနဲ့ရတယ်လို့ထင်ကြပေမဲ့လေအိတ်မပါတဲ့အရေးသွေးနှိမ့်တဲ့ဘက်ထရီတွေသုံးထားတဲ့ safety annealer ပါတဲ့အဆင့်နှိမ့်ကားတွေကိုရရှိသွားပါတယ်။ဈေးကွက်ပြီးတော့တည်းကလူတိုင်းဟာသူတို့ဖုံးကွယ်ထားတဲ့ annealer ကိုသိကြတယ်လို့ဆိုပါတယ်။ BYD နဲ့ Geely တို့ဟာဆော့ဆော့ဆီဆီလှုပ်ရှားခဲ့တာကြောင့်အောင်မြင်ပုံပေါ်ပေမဲ့ တို့ရဲ့ပုံစံဟာထောက်ပံ့ရေးကွင်းဆက်ကိုဖိအားပေးတာနဲ့ပို့ကုန်ကနေငွေစာတွေကိုအားကိုးနေပါဗျ။တရုတ်နိုင်ငံရဲ့လျှက်စစ်ရင်လုံငန်းရဲ့ထွန်းကားလာမှုဟာအစိုးရရဲ့ကြီးမားတဲ့ထောက်ပံ့ကြေးတွေအပေါ်မှာအဓိကတိဆောက်ထားတာဖြစ်ပါတယ်။၂၀22ခုနှစ်တစ်နှစ်တည်းမှာပဲတရုတ်နိုင်ငံကလျှက်စစ်ကားဝယ်ယူမှု ထောက်ပံ့ကြေးဖြစ်92.4ဘီလီယံထုတ်ခွဲထုတ်ပေးခဲ့ပါတယ်။အခွန်လျှော်ပေးမှုအခြေခံအဆောက်အုံထောက်ပံ့မှုနဲ့ဒေတာဆိုင်ရာမတ်လုံးတွေနဲ့အတူစုစုပေါင်းဟာ900ဘီလီယံယွမ်နီးပါးရှိခဲ့ပါတယ်။ ားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။